။လင်းလောကဆင်မှာရရှိခဲ့တဲ့တန်ရာကြောင့်တိုင်းနိုင်ငံထိသွားရောက်ကုသမှုခံယူနေရပြီဖြစ်တဲ့ထက်ထက်မဟုတ်ဘူး။ပရိသတ်များလုံးမမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ငလင်ပေးတန်ကြောင့်ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရပြီးအရေးပေါ်အခြေအနေနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ထိသွားရောက်ကုသမှုခံနေရတာကတော့တရုတ်ဆောင်မင်းသမီးထထမဟုတ်ဘူး။ အလုံးတည်ကြတဲ့အတိုင်းမက်စလာ28ရက်နေ့မှာမြန်မာတမိုင်းမှာအဆိုးဆုံးလို့ဆိုရမယ်။ငလင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။အဆိုပါငလင်ကြောင့်မြန်မာနိုင်ငံကမြို့ကြီးတွေတော်တော်များများပျက်စီးဆုံးရှုံးမှုတွေအများဆုံးရှိခဲ့ပါတယ်။ ဒီအထက်ကမှမန္တလေးမြို့ကအဆိုးဆုံးအခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ဒါကြောင့်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကိုပညာရှင်တွေကမန္တလေးမြင်းငလင်2028အဖြစ်အမည်ပေးလိုက်ပြီးဖြစ်ပါတယ်။မန္တလေးမြို့ကမြန်မာနိုင်ငံရဲ့တတိယအကြီးဆုံးနဲ့ဒုတိယအကြီးဆုံးစီးပွားရေးမြို့တော်ကြီးဖြစ်ပါတယ်။ဒါကြောင့်လုပ်ငန်းတွေများစွာထိခိုက်နေနိုင်ရတယ်လို့မန္တလေးမြို့မှာနေထိုင်တဲ့အနုပညာရှင်တွေလည်းနေအိမ်ပျက်စီးဆုံးရှုံးတာထိခိုက်ဒဏ်ရာရရှိတာတွေရှိပါတယ်။ဒီအထက်ကမှပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရခဲ့ရတာကတရုတ်ဆောင်မင်းသမီးအကယ်ဒမီထက်ထက်မဟုတ် your တရုတ်ဆောင်တတမူကတကယ်တခါကထိတ်တန့်မင်းသမီးကြီးဖြစ်ခဲ့တယ်လို့အခုချိန်မှာလည်းမြန်မာနိုင်ငံရဲ့ live ဘီယံမအဖြစ်စိန်ရွှေယတနာလက်ဝဲယတနာတွေကိုရောင်းချနေပါတယ်။ဒါကြောင့်ယတနာဆိုင်တွေများပြားတဲ့မန္တလေးမြို့မှာနေထိုင်နေရပါဒီလိုနဲ့မန္တလေးမြို့မှာ28ရက်နေ့ကငလင်လို့တော့တတမူတယောက်လက်မောင်းကျိုးပြီးတော့ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ပြည်သူတွေကတော့မိသားစုလည်းမရှိသလိုတမီးဖြစ်သူစစ်လုံးရိထက်ကလည်းဖခင်နဲ့မိတွေနဲ့နေနေရတာကြောင့်ပြုစုမဲ့သူမရှိတဲ့တတမူကိုစိတ်ပူနေကြပါတယ်။ဒါပေမဲ့လည်းတတမူဒဏ်ရာကဒီလောက်ထိပြင်းထန် မှန်မသိခဲ့ပါဘူးအခုခါမှာတော့ထထမဟုကငလင်ကြောင့်လမောင်းရိုးကျိုးသွားတယ်လို့နှလုံးလျှော့လည်းဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစေကူသားမှုခံရကြောင်းသိရပါတယ်ငလင်လုံနေစဉ်မှာထထမဟုဖြစ်သွားတဲ့အခြေအနေနဲ့ပတ်သက်လို့ဒီဇိုင်နာမျိုးမင်းစိုးကပြောခဲ့ပါတယ်မထက်ကနှလုံးရောဂါအခံရှိတော့လျှော့ရသွားတာပါငလင်လုံတဲ့အချိန်မှာမထက်နဲ့တူရှိနေကြရလေမထက်ကိုအပြင်ဆွဲထုတ်ခေါ်တဲ့အချိန်မှာအင်ဂျီကပဝါးစားနဲ့တကားညှိပြီးတော့ လေကားအောက်ကနေပြုတ်ကျပြီးလက်မောင်းရိုးကျိုးသွားခဲ့ရပါကျွန်တော်ကိုယ်တိုင်ကလည်းလဲကျသွားပြီးတော့ဒူးနှစ်ဖက်လုံးဒဏ်ရာရသွားခဲ့တယ်အဲ့ဒီလို့ဆိုပြီးတော့ငလင်တန်တင့်ပြည်သူများကိုခြေဆောင်နေလူတန်းခဲ့တယ်ဒီဇိုင်နာမျိုးမင်းစိုးကသူနဲ့ထထမအူငလင်ဘေးမှာကြုံတွေ့ခဲ့ရတဲ့အခြေအနေကိုပြောပြခဲ့ပါတယ်ထထမအူကလည်း28ရက်3လ2025နေ့ကမန္တလေးမြို့က84လမ်းပေါ်မှာဒီဇိုင်နာကိုမျိုးမင်းစိုးနဲ့ဒီဇိုင်နာကိုမျိုးလိုင်တို့နဲ့ရတနာဆိုင်မှာအလုပ်လုပ်နေရင်းနဲ့လူတွေအများကြီးကငလင်ကြောင့်ပြေးကျတိုက်ကြစ ိုင်းပုတ်တွေပစ္စည်းတွေပြုတ်ကျနေပါနဲ့ဘလို့ခိုင်းမိလဲမသိဘူးကျမလဲကြတော့တော့လေအလုံးကဆွဲထုပြီးတော့ပြေးကြနေလက်မောင်းနဲ့ပခုံးယူကကျိုးသွားတယ်အယမ်းနာတယ်ညဆိုရင်အိတ်မရဘူးကြောက်စိတ်နဲ့ရင်တွေတုံလက်တွေတုံနေရအခုထိရင်ထဲမှာလည်းအယမ်းဝမ်းနေနေရအလုံးတွက်တွေးတွေးပြီးတော့မျက်ရည်ကျနေမိရဲ့ဖြစ်ဖြစ်ချင်းမှာဝိုင်းဝန်းကူညီပေးကြတဲ့သူတွေတယောက်ချင်းစီကိုရင်ထဲမှာတည်တဲ့အထိအမတ်ရနေမှာဂျေဇုတင်နေမှာပါအရေးတဲ့စေးယုံကလာခေါ်တော့လူကအကြောင်းတောင်းတောင်းဖြစ်နေရင် လာလာအစ်ရွှေရရအောင်ဆိုတော့ကျမလေးဘာပြန်ပြောလိုက်လဲတီလားဓာတ်မှန်ရိုက်မယ်ဆိုတဲ့ဆရာမလေးကအတူတူပဲလေတဲ့အော်ဟုတ်လားအဲ့ဒီလိုမျိုးရိုက်လိုက်တော့အယိုးကကျိုးနေရတဲ့အခုတော့ဆေးတော့ဆေးစည်းလုံးဆရာရှိရာတွေလုံးညညအိတ်မရပဲအတင်းထားရပါတယ်နောက်ပြီးတော့ပြန်လဲတိဆောင်ရေးတွေအာလုံးဝိုင်းဝန်းလှူတန်းကူညီကြရအောင်အားရှိမှဖြစ်မယ်ဆိုပြီးကိုတက်ဆိုတဲ့လူတွေအများကြီးရှိသေးတယ်တယောက်နဲ့တယောက်အားပေးကူညီကြမယ်ဆိုပြီးပြောခဲ့ရပဲဖြစ်ပါတယ်အခုချိန်မှာတော့တတမိုးကဘန်ကောက်မြို့မှာစေကူတာမှုအခမ်းအနားယူနေရပါတယ် ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတတမဟုတ်တယောက်တန်းရအပြင်းထန်ရရှိသွားတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။